အားလုံးပဲမင်္ဂလာပါရှင်။၂၄နာရီတွင်ထူရှားတဲ့ပြည်ရင်းမိပါစိတ်ဝင်စားဖွယ်တဲ့တဲ့နေကိုတင်ဆက်ပေးပါတော့မယ်။ကျမရောမြတ်တီကိုပါ။ဒီကွာအတွင်းဘီလက်မီစီများတက်ဆင်းလာတဲ့တဲ့။အသက်ဆက်ရှင်နဲ့မပြေသေးသူများအင်တာနက်ကိုအချိန်ကပ်တဲ့နဲ့ဒါသုံးဝေပေးဖို့အတွက်စီစဉ်နေတဲ့တဲ့။ဒီနေ့အဲ့ဒီကလေးငယ်အတ္တမပြည့်ချင်းခင်ရပြီးတော့တည်ဆောက်မှုတွေတောင်းနှဲရှိပြီးတော့ဆန္ဒပြနေရတဲ့တဲ့။ ဟာရီကိန်းနဲ့အကွဲရိုးတဲ့ဆိုင်ကိန်းတွေကို flash light နဲ့ဆိုတဲ့ပါဝဲအစားရှိတဲ့ပြည်ရင်းဒီပါစဝင်စားဖွေရတဲ့တဲ့နေကိုတင်ဆက်ပေးပါမှာပါပထမဆုံးအနေနဲ့ပြည်ရင်းတဲ့ဘက်ကိုတင်ဆက်ပေးကြပါတယ်ဈေးကွက်အတွင်းမှာဘီလက်မြေစီများကြာဆင်းလာရလို့သိရပါတယ်ဒီတဲ့နေကိုလည်းမြတ်တူကွာပေးဖို့လားပါ တီပမတင်တွင်ထားတဲ့ဘီလက်မြေများဝင်ရောက်လာတာကြောင့်ဈေးကွက်တွင်မှဘီလက်မြေစီနေကြဆင်းလာတယ်လို့အောက်သေးကြရောင်းဝယ်သူတွေထံကနေသိရပါဗျ။ဘီလက်မြေများပစ္စည်းပြတ်ပြီးရဲ့နောက်ဈေးနှုန်းတွေမြင့်တက်ခဲ့ပြီး2025ခုနှစ်ဖေဖော်ဝါရီနောက်ဆုံးပတ်မှစတင်ပြီးတော့တီပမတင်တွင်ထားတဲ့ဘီလက်မြေတွေပုံမှန်ပြောင်းဝင်လာတဲ့အတွက်ဈေးကျခြင်းဖြစ်တယ်လို့သိရပါဗျ။ရခိုင်ကဘီလက်မြေတဲကို7000ကျော်သာရှိခဲ့ရကနေဘီလက်မြေမျိုးစားလိုက်7000ကျော်အထိဈေးပေါက်ခဲ့လို့သိရပါဗျ။ယခုအခါဘီလက်မြေတဲကို7000ဝန်း တင်သွင်းပြောင်းလဲကြဆင်းလာပြီးဒေတာအလိုက်ဇင်းလုံးကွာဟာမှုအနေငယ်ရှိရလို့သိရပါတယ်ပြပမတဲ့တွင်နဲ့ဘီလက်မြများပြီးခဲ့တဲ့ဖေဖော်ဝါရီနောက်ဆုံးပတ်နဲ့မက်လပထမပတ်တို့မှာရန်ကုန်စစ်ကဲများကိုရောက်ရှိခဲ့ပြီးတော့ဈေးကွက်အတွင်မှာဖျက်မြောက်ချပေးတဲ့ရှိနေရလို့သိရပါတယ်ရှင်ဒီနေ့ရဲ့ထူးခြားနိုင်ငံတကာတင်းတဲ့ပုဂ္ဂိုလ်လဲလက်ခံရရှိထားပါသေးတယ်အသက်ဆက်ရှင်နေပြည်သူများအင်တာနက်ကိုအချိန်ကပ်တဲ့နေတာတောင်းဆိုခင်ပေးဖို့အတွက်စီစဉ်နေပါတယ်ဒီသတင်းကိုတော့ငင်းချအောင်ပါပေးဖို့လာပါ အသက်18နှစ်မပြည့်သေးတဲ့သူတွေကိုအင်တာ30ချိန်ကတည်းကပြီးတော့ခွင့်ပြုထားတဲ့အချိန်တိုင်းနဲ့တောင်းခွင့်ပေးဖို့အတွက်တရုတ်စုဝခစီစဉ်နေရလို့သိရပါတယ်။တရုတ်စုရဟာနိုင်ငံအတွင်းမှာအသက်18နှစ်ပြည့်သေးသူတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ဆိုင်တဲ့ကောင်းကျိုးဆိုးကျိုးတွေကိုလေ့လာခဲ့ပြီးရဲ့နောက်တွေ့ရှိချက်တွေကိုအရှိခံပြီးအရွယ်မရောက်သေးတဲ့အသက်18နှစ်အရွယ်တွေကိုအင်တာ30ချိန်ကတည်းကမဲ့ဥပဒေပြဋ္ဌာန်းမှုအတွက်စီစဉ်နေတာဖြစ်ပါတယ်။တရုတ်နိုင်ငံမှာအင်တာ30တဲ့ဆက်ကျော်တဲ့ဥယေဟာ196တန်းကျော်ရှိပြီးတော့ကမ္ဘာပေါ်မှာအရွယ်မရောက်သေးတဲ့သူတွေအင်တာ30မှအများဆုံးနိုင် င်ငံအဖြစ်နဲ့ရပ်တည်နေပါတယ်။စစ်ကြောတပ်တွေကခင်းကစားတာဆိုရှယ်မီဒီယာတွေအသုံးပြုတာတွေကိုအင်တာနက်သုံးတာအတွက်အများဆုံးလှုပ်ဆောင်ကြရလို့တွေ့ရှိခဲ့ပါတယ်။အဲ့လိုလှုပ်ဆောင်ကြရတွေစေကြောင့်ကြောက်စာအပေါ်မှာအာယုံဆိုင်မှုတွေရောကြစေတယ်လို့အင်တာနက်တောဆွချိန်မပြတာကစစ်ကြောတပ်တွေရဲ့စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်စေရလို့သတ်မှတ်ပြီးအင်တာနက်တောဆွချိန်ကတပ်ဖို့အတွက်တရုတ်ဆိုရကစစ်ဆေးနေရဖြစ်တယ်လို့သိရပါတယ်။ဆလဘီဒုရှားနိုင်ငံတကာဒိန်းသဘောကိုလည်းတင်ဆက်ပေးခြင်းပါတယ်။ ရှင်းနေရကလေးငယ်အတမပြုချင်းခင်ရပြီးတော့တိတ်ဆုံမှုအတွက်တောင်းနေရှိပြီးဆန္ဒပြနေပါတယ်ဒီသတင်းတော့ညင်းချက်ဝါပြပူလာပါ အသက်ရှင်နေအရွယ်မင်းကလေးငယ်တဲကိုအတ္တမပြုစ်ခဲ့ရပြီးတော့တိတ်ဆုံးခဲ့မှုကိုမကျေနပ်တာကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတောင်းနှင်းရှိရေးပြည်သူတွေဟာတာဝန်ရှိသူတွေကိုဆန္ဒပြမှုတွေပြုလုပ်ခဲ့လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကမကူရာမြို့မှာအဆိုပါပြစေဟာပြီးခဲ့တဲ့မတ်လ9ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီးတိတ်ဆုံးခဲ့ရတဲ့ကလေးငယ်ဟာအမဝင်းခွဲအိမ်ကိုအလဲပတ်သွားခဲ့တာဖြစ်ပြီးအဆိုပါအချိန်မှာအတ္တမပြုစ်ခံခဲ့ရတာပါ။ကလေးငယ်ရဲ့အမဖြစ်သူဟာအသက်16နှစ်အရွယ်ရှိပြီးခင်မုန်းတိုင်တဲ့ယူနေထိုင်နေရဖြစ်ပါတယ်။ကလေးငယ်ကိုပြန်လည်တွေ့ရှိပြီးတော့ ရက်ကိုဒီမကူတာခဲ့ပေမဲ့ရရှိထားတဲ့တရားတွေကြောင့်စစ်အင်ကိုရောက်ရှိပြီးတော့၃ရက်ကြာမှတိတ်ဆုံးခဲ့တာပါရေတပ်ဖွဲ့ကကလင်းငင်အမရဲ့ခင်မွန်ဖြစ်သူကိုတန်တရားတရားခံပြင်းနဲ့ဖမ်းဆီးခဲ့ပြီးနောက်မှာဆန္ဒပြသူတွေကအဆိုပါအင်ကိုမီးတင်ရှို့ဖို့အတွက်ကြိုးပမ်းခဲ့တဲ့အပြင်အခင်းဖြစ်ပေါ်တဲ့နေရာမှာဒေါသတကြီးနဲ့ရန်နိုရိုင်းပြုလုပ်ခဲ့တာကြောင့်ရေတပ်ဖွဲ့ကထင်ထင်ခဲ့ရပါတယ်မင်္ဂလာတိဥပဒေတွေအရအဲ့ဒါမှပြည့်ကျင့်နေသူတွေကိုတည်တံပေးလေရှိပေမဲ့ပြီးခဲ့တဲ့ရှင်းနေအတွင်းမှာအဲ့ဒါမှပြည့်ကျင့်ခဲ့ရတဲ့ကလင်းငင်၄၃၈၈ရှိရတယ်လို့လည်းသိရပါတယ် အခုနောက်ဆုံးတင်ဆက်ပေးခြင်းနာကတော့အကစားတရင်တဲ့ပုံကိုတင်ဆက်ပေးခြင်းပါတယ်။ဟာရီကိန်းနဲ့အကွဲရိုးရဲဆန်ကျင်များကို slash လိုက်မိနေလို့သိရပါဗျ။ဒီတဲ့င်းကိုတော့ညင်းချောင်းဝါပေးပို့လာပါဗျ။ လီဗာပူးတိုက်စင်မှုစားလက်ရှာစပါတိုက်စင်မှုဟာရီကိန်းနဲ့မန်စီးတိုက်စင်မှုအကွဲတို့တို့ပရီးမီးယားလိမှာပိုင်ဆိုင်ခဲ့တဲ့စံချိန်တွေကိုလိုက်မိသွားခဲ့လို့သိရပါတယ်။စားလက်ရှာဖီဖိုင်လာအတွက်ရှိမြင်ခဲ့တဲ့ပရီးမီးယားတလားတာကောက်စုံစားသမားစုရရှိခဲ့တာကြောင့်ဟာရီကိန်းနဲ့အကွဲတို့လိုပဲပရီးမီးယားလိတလားတာကောက်စုံစားသမားစုကိုချစ်ချိန်အတီးရရှိခဲ့သူအဖြစ်နဲ့မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။စားလက်ရှာလက်ရှိပေါ်လွန်ရသည်မှာအသင်းအတွက်32ဂိုးသွင်းပြီးတော့ဂိုးဖန်ဒီမွန်း22ချိန်အထိပြုလုပ်နိုင်ခဲ့တာကြောင့်လီဗာပူးကိုရောက်ရှိပြီးတော့နောက်ပိုင်းမှာအကောင်းဆုံး ချေဆွဲပြသနိုင်ခဲ့တာဖြစ်ပါတယ်။ Liverpool နဲ့ Salah တို့ရှုပ်ဆိုထားတဲ့စာချုပ်ဟာလက်ရှိဘောလုံးရည်ကုံမှာဆက်သွယ်တက်တက်ကုံဆုံးတော့မှာဖြစ်ပြီး Liverpool တိတ်တောင်ရှိသူတွေက Salah ကိုဆက်သွယ်တက်တက်လို့မြင်မှုအတွက်ကြိုးပမ်းနေပါတယ်။အသက်32နှစ်အရွယ်ရှိဖြစ်ပေမယ့်အကောင်းဆုံးချေဆွဲပြသနေတဲ့ Salah ကို Barcelona အသင်းကလည်းခေါ်ယူဖို့အတွက်ကြိုးပမ်းနေတယ်လို့သိရပါတယ်။အခုတင်ဆက်ပေးကြတာတွေကတော့မြန်မာရှိရဲ့24နိုင်အနည်းကတည်းကဖြစ်ပါတယ်။တချို့အာမင်းနေကြပိတ်သက်များအားလုံးကျမရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။ thank you